ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ရှေးဟောင်းမြေပုံကိုအသုံးပြုပြီးတော့ပျောက်ဆုံးနေတဲ့ဘိုင်ဇန်တိုင်းမြို့3ကိုဂျော်ဒန်မှာရှာဖွေတွေ့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဂျော်ဒန်ကသူ့တေတီတွေဟာနှစ်ပေါင်း1500တတန်းရှိမတာပါမူစေမပ်ကိုအခြေခံလမ်းညွှန်အဖြစ်အသုံးပြုပြီးတော့ပျောက်ဆုံးနေတယ်။ဘိုင်ဇန်တိုင်းမြို့သရေးကိုအောင်မြင်စွာရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိချက်ကတရေဟာစိုက်ပျိုးရေးမျိုးလေးတစ်ခုတည်းမကဘဲနဲ့ဘန်ဇန်တိုင်းအင်ပါယာရဲ့အရေးပါတဲ့ဘာသာရေးနဲ့စီးပွားရေးဗဟိုချက်ဖြစ်ခဲ့တယ်ဆိုတာကိုလည်းဖော်ထုတ်ပြသနေပါတယ်။မဒါဘာမူဆေးမပ်ကအင်ပါယာဂျက်စတီနီယန်ရဲ့နန်းဆန်ချိန်ဖြစ်တဲ့929 565 AD ကတည်းကတရှိနေခဲ့တာဖြစ်ပြီးဂျော်ဒန်ရဲ့တန်ရှင်တုံးပြေဟိုလီလန်ရဲ့တက်တန်းအရင်ဆုံးမြေပုံအဖြစ်တရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီမြေပုံကတော့အရှေ့နှီးပါဒေတာကနေရာ159ခုကိုအသေးစိတ်ဖော်ပြထားပြီးအဲ့ဒီထဲကအများစုကတော့ Thrace မြို့အပါဝင် ရှေ့အဆင့်အဆက်ကတည်းကရှာမတွေ့ပဲရှိနေခဲ့တာပါ။မူတာတက္ကသိုလ်ကရှေးဟောင်းသူတေတနာနဲ့အရှေ့နှီးပါဒေတာလိလာမှုဆိုင်ရာ တွဲဖက်ပေါမခမွတ်စလမ်အာအေယာဝါနီဦးဆောင်တဲ့သူတေတနာအဖွဲ့ဟာ the race ကိုရှာဖွေတွေ့ရှိဖို့2021ခုနှစ်ကနေ2024ခုနှစ်အထိကွင်းစင်းစီမံကိန်းတစ်ခုကိုပြုလုပ်ခဲ့ရပါတယ်။သူတို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့တွေ့ရှိချက်ကိုတော့မကြသေးခင်က Gifera Channel မှာထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့ကွင်းစင်းလေ့လာမှုက Dessie ရဲ့အရှိတောင်ဘက်အစွန်းမှာရှိတဲ့ Air Iraq မြို့တင်နာမှာအဓိကထားပြီးတော့ပြုလုပ်ခဲ့တာပါ။အဲ့ဒီနေရာမှာပဲသူတို့ကမိုးဆိုင်ကြံခင်တွေဖန်တဲ့ပစ္စည်းတွေနဲ့ အမျိုးမျိုးသောရှေးဟောင်းကိရိယာတွေအပါအဝင်အရေးပါတဲ့အပြည့်အစည်တွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ဒါတွေအားလုံးကထွန်းကားခဲ့တဲ့ရှေးဟောင်းအခြေချနေထိုင်မှုတစ်ခုကိုညွှန်ပြနေတာပါ။အထူးကြဆုံးအနေနဲ့တူဖော်ရေးသမားတွေကဘိုင်ဇန်တိုင်းဘာစီလီကာနဲ့ဒါအလွန်ကိုဆင်တူတဲ့အရာတွေကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။စပိန်နဲ့ပြင်သစ်ကအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးပမ်းမှုတွေကနေပြီးတော့ဂရိနဲ့လက်တင်ဘာသာစကားနဲ့ရေထိုးထားတဲ့ဂူသင်းကြောက်စာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ဒါတွေကခရစ်စတန်အတိုင်းဝိုင်းမှာရှိခဲ့တာကိုပြသနေပြီးအဲ့ဒီနေရာရဲ့ဘာသာရေးဆိုင်ရာအမှတ်အသားကိုလည်းဖော်ပြနေတာပဲဖြစ်ပါတယ်ခင်ဗျာစတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။